ပါရှင်ရန်ကုန်တိုင်းရှိနေစဉ်သတင်းအစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့ညမိုးထပ်ပေါင်းတင်ဆက်ပေးခြင်းတဲ့သတင်းအကြောင်းအရာတွေကတော့ကမ္ဘာရွှေဈေးစံချိန်အစ်သက်မှန်တင်၍ရွှေပြင်းပေါင်းပေါင်းစေးချက်သုံးသိန်းနီးပါးဖုန်သက်ဆိုတဲ့သတင်း ြေလွာမီလောင်ခဲ့သည့်တက္ကသိုလ်ဝန်တန်းចောင်းသားများဆမေးပွဲပြန်လည်ပြေဆိုရမည်ဆိုတဲ့တွင်အလင်းတန်တဲ့ဒေတာများတွင်စက်ယုံထုတ်ပြီးလက်မြေများကိုပူဇော်ပြီးရှောင်းပေးမည်ဆိုတဲ့တွင်နိုင်ငံတကာသတင်းတပုံလေးနဲ့ ဒေါ်နယ်ထရန့်၏ကုန်သွယ်စစ်ပွဲကြောင့်အမေရိကန်သို့နိုင်ငံခြားခရီးသွားဧည့်သည်ဝင်ရောက်မှုရောနယ်လာဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့ကမ္ဘာရွှေဈေးစံချိန်အစ်ထမှန်တင်၍ရွှေပြပောက်ပေါင်းစီ၃သိန်းနီးပါးခုံသက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကမ္ဘာရွှေဈေးစံချိန်အစ်ထမှန်တင်ခဲ့တာကြောင့်ရွှေပြင်းပပေါင်းစီဟာတရံထဲနဲ့ချက်သုံးသိန်းနီးပါးအထိ ထမှန်ခုံးသက်လာပြီး85သိန်းနီးပါးအထိရှိလာထဲလို့ရွှေဈေးကွက်ထဲကသိရပါတယ် ကမ္ဘာနိုင်ငံရေးနယ်စီးပွားရေးအခြေအနေတွေကြောင့်ကမ္ဘာရွှေဈေးဟာစာချိန်တင်မြင့်တန်နေတာဖြစ်ပြီးယမန်လေးကတရားထဲတင်တောင်စာကို90ဒေါ်လာဝန်းကျင်နဲ့ဒီကနေ့မှတော့30ဒေါ်လာဝန်းကျင်အထိထပ်မံမြင့်တန်လာတာပါ။ရန်ကုန်ရွှေပြင်းပပေါက်ဈေးကတော့အခောက်ရွှေတစ်ချပ်သားကိုတရားထဲကျပ်2300အထိထပ်မံမြင့်တန်လာပါသေး။ ပြည်တွင်းဒေါ်လာဈေးကတော့တည်ငြိမ်နေပြီးဒီကနေ့မှာအမေရိကန်ဒေါ်လာကို4400ချက်အထိရှိနေပါတယ်။ရန်ကုန်ရွှေဈေးကွက်ထဲမှာတော့အဝယ်အေးနေပေမဲ့ဈေးကောင်းလာတာကြောင့်ပြန်လဲရောင်းချထားတွေရှိနေတယ်လို့သိရပါတယ်။အထီလိုရောင်းချပေမဲ့ပြန်ဝဲတဲ့အခါရော့တွက်ပိုတိုးထားဈေးနှိမ်ဝဲထားတွေရှိနေတာကြောင့်ပြန်လဲရောင်းချသူတွေနစ်နာနေကြဆဲဖြစ်တယ်လို့ဆိုပါတယ်။ ဒီကနေ့မှာကမ္ဘာရွှေဈေးတောင်းဆောင်းကိုအမေရိကန်ဒေါ်လာ3486အထိရှိနေပြီးရန်ကုန်ရွှေပြင်ပေါက်ပေါက်ဈေးကတော့94,900အထိရှိနေပါသေး။တတထုရွှေရည်ညုံးစေးတမတ်ရေးကော်မတီရဲ့ရွှေရည်ညုံးစေးကားထော်တစ်ချက်သားကို96သိန်း3000ကျပ်အထိရှိနေပြီးရွှေရည်တင်းတွေကားထော်တမတ်ရည်ညုံးစေးနဲ့သာရောင်းဝယ်ကြဖို့ပြောကြားထားပါတယ်။ ဒါပေမဲ့ရွှေဆိုင်ရံများစုခါထော့ပြင်ပပေါင်စင်းနဲ့သာရောင်းချနေကြဆဲဖြစ်ပြီးဘုံချမာထော့တစေရှိသားနေကြဆဲဖြစ်တယ်လို့သိရပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့စာပြေလွာမီးလောင်ခဲ့သည့်တက္ကသိုလ်ဝန်ထမ်းចောင်းသားများဆောင်းမေးပွဲပြန်လည်ပြေဆိုရမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မန္တလေးငလင်ကြီးကြောင့်စားပြေလွားထွေမိလောင်ပြက်စီးသွားတဲ့နေပြည်တော်အပါဝင်တိုင်းနယ်ပြည်နယ်တွေကចောင်းသားចောင်းသူတွေရဲ့အတွက်2025ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကိုဂျွန်လအထွေပြန်လည်ကျင်းပသွားမယ်လို့ပညာရေးဝန်ကြီးဌာနကအသိပေးလာပါတယ်အဆိုပါမန္လေးငလင်ကြီးလှုပ်ခတ်စဉ်တဆက်ထဲမန္လေးတက္ကသိုလ်မီးလောင်မှုဖြစ်ပြီးအပြေလွှာထွေးပါမီးလောင်ပျက်စီးသွားခဲ့တာကြောင့်အခုလိုပြန်လဲပြေဆိုချဖို့စီစဉ်ရတာလို့ဆိုပါထဲ့ မန္လီတက္ကသိုလ်မီးလောင်မှုအတွင်းကချင်းစကိုင်းတိုင်းမန္လီတိုင်းနယ်နေပြည်တော်ကောင်စီနယ်မြေထိုးမှစစ်ဆေးခဲ့တဲ့2025ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာစုစုပေါင်း9200ကျော်အထိပါဝင်သွားခဲ့တာဖြစ်ပါထင်ဒါကြောင့်အဋ္ဌီဒေတာတွေရဲ့အတွက်တက္ကသိုလ်ဝင်စာမေးပွဲကိုကျွန်းလာ16ရက်ကနေ23ရက်အထိပြန်လည်ကျင်းပစစ်ဆေးသွားမယ်လို့သိရပါတယ်။ အဒီလိုဖြစ်ဆိုတဲ့အခါမှာလဲ2025ခုနှစ်မတ်လအတွင်းစစ်ဆေးခဲတဲ့တက္ကသိုလ်ဝင်စာမေးပွဲဘာသာရပ်အလုံးဖြေဆိုခဲ့သူတွေကိုသာပြန်လည်ဖြေဆိုခွင့်ပြုမှာဖြစ်ပါတယ်ပြေဆိုခွင့်ရရှိသူတွေစရင်ကိုသက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ်ခရိုင်မြို့နယ်ပညာရေးမှုရုံးထွေနဲ့စစစ်ဌာနထွေမှာကြီးညာပေးသွားမယ်လို့သိရပါတယ်။ အခုပြန်လဲပြေဆိုရမယ်သူတွေမှာစကိုင်းတိုင်းရတွင်းရှိအထက်ကမင်းကင်းအထက်ကပန်ဆက်အထက်ကသစ်တမှု အထက်ကရွှေဖို့အထက်ကသစ်ရေဦးအထက်ကဘန်းမောင်အထက်ကဝန်းတိုအထက်ကမော်လိုက် အထက်ကကင်းတက်နယ်အထက်ကအရာထုံးစားစစ်ဌာနတွေမှာပြေဆိုခဲ့သူတွေမပါဝင်ဘူးလို့သိရပါတယ် အခုပြန်လည်ကျင်းပမယ်တက္ကသိုလ်ဝင်စာမေးပွဲအတွက်ဖြည့်ဆိုးခွင့်ကပြားထွေကိုမိမိတို့ဖြည့်ဆိုးရမယ်စာစစ်ဌာနထွေမှသက်ဆိုင်ရာတက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရေးမှုထွေကကျွန်းလာတရက်ကနေ15ရက်အတွင်းတိုက်ရိုက်ထုတ်ယူရမယ်လို့ဆိုပါတယ် မန္တလေးငလင်းချောင်2025ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအပြေလောဆုစုပေါင်းမလေးတိုင်းဒေသကြီးမှပြည်ဆိုသူဦးရေ46944ဦးရဲ့အပြေလောအုပ်ရေ23940အုပ်စကိုင်းတိုင်းဒေသကြီးမှပြည်ဆိုသူဦးရေ9331ဦးရဲ့အပြေလောအုပ်ရေ43829အုပ် ကချင်းပြည်နယ်မှာပြေဆိုသူဦးရေ8699ဦးစုစုပေါင်6254ဦးရဲ့ပြေလွှာအုပ်ရေ9189အုပ်မိလောင်ပြည့်စည်ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်ရှင်ဆလဘီငလင်းတန်းတင့်ဒေတာများတွင်စက်ယုံထုတ်ပြီးလက်မြေများကိုဦးစားပေးရောင်းပေးမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ကလင်းဘေးဒဏ်ခံခဲ့ရတဲ့ဒေသတွေမှာ ပြန်လည်တိဆောက်ရေးတွေပြုလုပ်ဖို့အတွက်ပြည်တွင်းစစ်ရုံးကထုတ်လုပ်တဲ့ဗီလံမြေတွေကိုဦးစားပေးရောင်းချပေးသွားမယ်လို့သိရပါတယ်။စစ်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီတန်းကဧပြီလ20ရက်ကနေပြည်တော်ရှိမတ်စ်မြန်မာဗီလံမြေစစ်ရုံးကို ရောက်ရှိချိန်မှာယခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ ပြင်းထန်တဲ့ငလင်းလှုပ်ခတ်မှုကြောင့်လူနေအရန်ဆောက်အောင်ထွေးဆက်ယုံအလုံးယုံထွေးနဲ့လန်ဒါထွေးပျက်စီးဆုံးရှုံးခဲ့ပြီးပြန်လည်ထူထောင်ရေးလုပ်ငန်းထွေးမှဘီလက်မြေလိုအပ်ချက်များစွာရှိနေထားကြောင်းဘီလက်မြေဆက်ယုံထွေးတန်းနဲ့တမဏိဆက်ယုံထွေးအမိုးအမိုးပြဆက်ယုံထွေအထက်သားဆက်ယုံထွေနဲ့အုပ်ဆက်ယုံထွေကိုဆက်စွမ်းအားဖြင့်ပြန်လည်လက်ပတ်နိုင်ဖို့လိုအပ်ချက်တွေကိုဖြည့်ဆည်းဆောင်ရွက်ပေးနေတယ်လို့လည်းပြည်ထောင်စုဝန်ကြီးကပြောပါထဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေရဲ့အတွက်လိုအပ်တဲ့ပြီးလံမြေကိုပြည်တွင်းမှာလည်းထုတ်လုပ်ဖြန့်ဖြူးနေတယ်လို့လက်ရှိမှာပြည်ပကနေလည်းတင်သွင်းခွင့်ပြုထားပြီးပြည်ပမှာပြီးလံမြေတင်သွင်းလာတဲ့ရေရင်တွေကသက်ဆိုင်ရာစိတ်ကန်းတွေကို အပတ်စဉ်ရောက်ရှိလျက်ရှိပါတဲ့ ငလင်းချောက်ပြည်တွင်းကပြီးလက်မြေဆက်ရုံအချို့ထိခိုက်ပျက်စီးမှုရှိခဲ့တဲ့အတွက်ရန်နာထားခဲ့ရတာတွေရှိပြီးမတ်မြန်မာပြီးလက်မြေဆက်ရုံမှာလည်းထိခိုက်မှုတချို့ရှိခဲ့ပေမဲ့ဧပြီလ15ရက်တွင်ပုံမှန်လက်ပတ်နေပြီဖြစ်ရောဧပြီလ3ရက်ကနေဧပြီလ20ရက်အထိမတ်မြန်မာပြီးလက်မြေဆက်ရုံကထုတ်လုပ်တဲ့ပြီးလက်မြေတန်ချိန်1159ဈေးကွာအတွင်ပြန်ပြောင်းချထားပြီးဖြစ်တယ်လို့သိရပါတယ်ရှင်။ င်ငံတကာသတင်းပုံအနေနဲ့ဒေါ်နယ်ထရန့်၏ကုန်သွယ်စစ်ပွဲကြောင်းအမေရိကန်တို့နိုင်ငံခြားခရီးသွားဧည့်သည်ဝင်ရောက်မှုရောနယ်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ကုန်သွယ်စစ်ပွဲတင်းမာလာသဖြင့်အမေရိကန်တို့ခရီးသွားမဲ့နိုင်ငံခြားသားများခရီးဖြတ်သိမ်းလာချာကမတ်လကနိုင်ငံခြားခရီးသွားရောက်ရှိမှုနှုန်းကစနစ်ရာခိုင်နှုန်းနီးပါးကျဆင်းသွားပါထိတ် အမေရိကန်ခရီးသွားလုပ်ငန်းကတကောပါလုံးထပ်အလုပ်ပိုးဖြစ်ခဲ့တာကြားပြီးဖြစ်ပြီး2024ရဲ့အတွင်းဝင်ငွေဒေါ်လာ3.3ထရီလီယံရရှိခဲ့ကအလုပ်အကိုင်းနေရောင်ပေါင်း15တန်းခန့်ပေးနိုင်ခဲ့တယ်လို့အမေရိကန်ခရီးသွားလုပ်ငန်းအဖွဲ့အစည်းကဆိုပါတယ်။ အမေရိကန်နိုင်ငံတကာကုန်သွယ်ရေးစီမံကိုယ်ကဲရေးရဲ့အချက်လက်များအရဂျာမနီနဲ့စပိန်တို့ထံခရီးသွားဧည့်သည်များလာရောက်မှုကျဆင်းခြင်းခအများဆုံးဖြစ်နေပြီး28နဲ့25ရာခိုင်နှုန်းအသီးသီးရှိနေပါတယ်သာသောမှာအမေရိကန်တို့အများဆုံးလာရောက်ရာကနေဒါမှခရီးသွားများကိုထဲမတွက်ထားပါဘူး။ ကနေဒါမှအမေရိကန်သို့ကုန်းချောင်းခရီးလာရောက်သူများ32ရာခိုင်နှုန်းကျဆင်းနေကအမေရိကန်မှ ကနေဒါသို့လေရင်ဖြင့်ပြန်သွားသူအရေအတွက်ကထော73.5ရာခိုင်နှုန်းကျဆင်းလာပါတယ်သားတွေဟာလက်ရှိကုံတွဲစစ်ပွဲ ရိုက်ခတ်မှုတွေနိုင်ငံရေးဆိုးကျိုးတက်ရောက်မှုတွေကြောင့်အမေရိက ပုံရိပ်ထိခိုက်လာတာတွေ၊နယ်စပ်တင်းကျပ်လာတာတွေကြောင့်လို့ကြွမ်းကျင်သူများကသုံးသပ်ထားပါတယ်။ ဇီးပွားရေးနှောက်ဆက်သွဲခါလဲဆိုးရွားလာနိုင်ပြီးခရီးသွားလုပ်ငန်းမှာတစ်နှစ်ပတ်လုံးအနေဖြင့်ဒေါ်လာ82ဘီလီယံလောက်ဆုံးရှုံးနိုင်တယ်လို့ခရီးသွားလုပ်ငန်းကသတိပေးထားပါတယ်ခရီးသွားလုပ်ငန်းစီးပွားရေးသူတေသနအဖွဲ့က2025အတွင်းအမေရိကန်သို့နိုင်ငံခြားဧည့်သည်များလာရောက်မှု6.4ရာခိုင်နှုန်းကျဆင်းနိုင်တယ်လို့ခန့်မှန်းထားကြောင်းဧပြီ3ရက်နေ့မှာဖော်ပြခဲ့ပါသည်။ ခရီးသွားလုပ်ငန်းအရာရှိတွေက ဆုတ်ယုတ်လာတဲ့ခမန်းချက်တွေကိုတံပြန်ခြေပနိုင်ဖို့ကြိုးပမ်းနေပေမဲ့ထရန့်မူဝါထားတွေအပေါ်တကဘာလုံးမှာတုတ်ပြန်လာကြတာကြောင့်အခက်ခဲတွေရင်ဆိုင်နေရဆဲဖြစ်ပါတယ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေ့စဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါသေးတယ်။ကြည့်ရှုအောင်ပြီးခဲ့ကြောင်းသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါရယ်ရှင်။ကျမကတော့မြမိုးထပ်ပါ